ကျမရင်ထူချတဲ့အပြင်ငလျင်တန်းကြောင့်လက်ကျိုးရဲ့ဝေဒနာကိုပါခံစားနေရတဲ့ထထမို့ဦးရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မြမတနိုင်ငံလုံးရဲ့ဒေသတော်တော်များများမှာပျက်စီးမှုတွေညာတင်ရရှိခဲ့ပါတယ်အ धिक အားဖြင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာအဆောက်အအုံတွေပြိုကျပျက်စီးပြီးလူရပောင်းများစွာထိဆုံးခဲ့ရတာပါတနိုင်ငံလုံးအတိုင်းအတာရထိဆုံးသူဦးရေ1900ကျော်ရှိသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိ သူကလည်း3000ကျော်ရှိနေကြတာပဲဖြစ်ပါတယ်။အားလုံးကနေကင်းဘက်မှာဖြစ်ခဲ့တာကြောင့်အလုတ်ကိုစီနဲ့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီလိုအလုတ်ကုံစီနဲ့လှုပ်ဆောင်နေကြတဲ့နေရာအမှုပညာရှင်တအုပ်ဖြစ်တဲ့ချက်တမုံကလည်းသူရဲ့ဝန်ဆာအတွက်စိန်ရွှေရတနာဆိုင်ကြီးတစ်ခုမှလိုင်းလွင့်ပြီးတော့ဈေးရောက်နေတာပါ။ဒီလိုလိုင်းလွင့်နေဈေးရောက်နေတဲ့အချိန်မှာပဲငလင်ကရှုပ်တည့်ရဆိုသလိုလှုပ်ခတ်သွားတာပါ။ဒီလိုလှုပ်ခတ်သွားတာကြောင့်ထက်ထမုံအနေနဲ့ငလင်တန်ကိုကုတွင့်ခန်းစားလိုက်ရပါတယ်။ထက်ထမုံကမလ28ရက်နေ့မှာစိန်ရွှေရတနာရောင်းဖို့အတွက် မန္တလေးကိုရောက်ရှိနေတာပါမန္တလေးမှာသူမရောက်နေကြစိန်ဆိုင်ဖြစ်တဲ့ Lucky Diamond စိန်ဆိုင်မှာလိုင်းလွင်ပြီးတော့ဈေးရောက်နေတာပါပုံမှန်အတိုင်းပဲအလုပ်တွေကိုလုပ်နေတာပါဒါပေမဲ့မထင်မှတ်ထားဘဲနဲ့ငလင်တန်ကိုကြုံတွေ့လိုက်ရတာဖြစ်ပါတယ်ငလင်အားကလည်း9.9ဖြစ်တာကြောင့်ပြင်းအားကထင်တာထက်ကိုပိုပြီးတော့ပြင်းထန်တာဖြစ်တဲ့အတွက်အပြင်းအလွာပြင်းလွှာခင်ကြရပါတယ်ဒီလိုအလုံးကအလူရဲ့ပြင်းနေကြရင်လည်းထထမိုးကထိငိုက်တန်ရန်ရရှိလိုက်တာပါမြင်းငလင်တန်ကြောင့်ထထမိုးကအသက်လူပြင်းခင်ရတာပါအသက်ပြင်းကနေလို့ပို့ကျိုး စားလိုက်ပြီးမြင်မထင်မဖင်လက်မောင်းနဲ့ပခုံးကထိကိုက်မိသွားတာပါ။တောင်ယုံထိကိုက်မိသွားတာမျိုးမဟုတ်ပေပခုံးနဲ့လက်မောင်းကအယိုးတွေကျိုးသွားတယ်လို့သိရပါဗျ။လက်မောင်းနဲ့ပခုံးယိုးကကျိုးသွားတာကြောင့်လက်ရှိမှာဈေးကူတမှုခံယူနေရလို့သိရပါဗျ။ဈေးကူတမှုခံယူနေရတဲ့အကြောင်းကိုလည်းထထမိုးကမလ30ရက်နေ့မှသာအသိပေးလာတာပါ။တချို့ကလည်းထထမိုးရဲ့နေအိမ်မှာပြူကျပျက်စီးသွားတယ်ဆိုပြီးတော့ပြောပြခင်ကြတာဖြစ်ပါတယ်။ထထမိုးအနေနဲ့လက်ရှိမှာကုသနေရတဲ့ဝေဒနာယောဂါတွေကလည်းအများကြီးပါပဲ။ဒီလိုယောဂါဝေဒနာတွေကိုစူးစမ်းပြီးကု သနေရတဲ့ဂျားတွေကနေငလျင်တန်းကြောင်းလက်ကျိုးသွားတဲ့အတွက်လေစိတ်ထိခိုက်ဝမ်းနည်းနေတာဖြစ်ပါတယ်ဒါပေမဲ့သူကတော့သူထိခိုက်နာကျင်ရတာကတည်ဆုံသွားနေနေရှင်ရင်ဘာမှမပြောပါတော့ဘူးလို့ပြောပြခဲ့တဲ့လို့တနိုင်ငံလုံးအတွက်လေအတော်လေးကိုစိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်တနိုင်ငံလုံးအပြင်ထိခိုက်ပျက်စီးမှုအရေးအတွက်တွေများပြားခဲ့ရှိတယ်လို့တည်ဆုံသူအရေးအတွက်တွေလည်းများပြားခဲ့တာဖြစ်ပါတယ်အခုချိန်ထိလည်းကင်ဆင်ရေးလုပ်ငန်းတွေလုပ်နေရဆိုပေမဲ့တချို့နေရာတွေမှာကင်ဆင်ရေးဝင်ရောက်နိုင်တာမျိုးမရှိတယ်လို့လူအကုန်လုံးကိုထုံယူပြီးတော့မှကင်တင်နိုင်တာမျိုးလည်းမ ရှိပါဘူး။ဒါကြောင့်ကေစင်ဤဖွဲ့နည်းနဲ့ဓာတ်ပုံရင်းကိုသာအဓိကထားပြီးယူနေကြရတာဖြစ်ပြီးစည်ရင်းတွေကိုလည်းအချိန်နဲ့တမျှပြုစုနေရတယ်လို့ပြောပြပါရယ်။ကုညင်ကေစင်ဤဖွဲ့တွေကလည်းအားကျမတန်နဲ့ကုညင်နေကြတာပါ။အခုလိုထိခိုက်တံရန်ရရှိမှုရင်းနဲ့ဒုတိယဆုံးသွားတဲ့သူရင်းအတွက်လေးဝန်နေမိကြောင်းကျမတို့ရဲ့ရှန်ကုန်စင်လီချန်နယ်ကနေဝန်နေစွာနဲ့အတိပေးတင်ဆက်ရပါရယ်ရှင်။အဆုံးထိကြည့်ရှုပြင်ခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်။နောက်ထပ်လေးအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe 都可比方说，诶。Okay,